ဆရာထွေးအင်းတင်းရဲ့နေကောင်းလားမမေဆိုတဲ့တခြင်းလေးပါ။အဲ့ဒါချင်းလို့ကျွန်တော် share လုပ်ပေးမှာဖြစ်ပါတယ်။ကပိုအရင်ဆုံးဒီလေးကွက်မှညက်မှာပေါ့နော်။လေးကွက်မှညက်ပြီးစီကီးနဲ့ဒီမှာဖြစ်ပါတယ်။စီကွက်ကဘေးစံဖြစ်တဲ့ဒီငါးကျိုးနဲ့ငါးကျိုးပေါ့နော်။ငါးကျိုးနဲ့ပြီးတော့တစ်ကျိုးနဲ့ကိုတပြိုင်တည်းဒီမှာ။ပြီးရင်သုံးကျိုးနှစ်ကျိုးလာမယ်။ပြီးရင်တစ်ကျိုးဖြတ်ပြီးမယ်။ဒီလိုလေးပေါ့နော်။ အလိုလေးပေါ့ပြီးရင် G ကွက်ကိုတက်မယ် G ကွက်ကိုတီးတဲ့ခါမှလည်း G ကွက်က bass ကျိုးဖြစ်တဲ့6ကျိုးနဲ့1ကျိုးနဲ့ကိုတပြိုင်တည်းတီးမယ်ပေါ့နော်ပြီးရင်၄ကျိုး3ကျိုး2ကျိုးတီးမယ်အလိုလေးပေါ့နော်ကျွန်တော်အစအနေပြန်တီးပြရပါမယ်အလိုလေးပေါ့နော်ပြီးတော့ A minor ကိုသွားမယ် A minor ကိုဒီတစ်ခါမှလည်း A minor ရဲ့ base ကျိုးဖြစ်တဲ့၅ကျိုးနဲ့၂ကျိုးတပြိုင်တည်းတိမယ်ပေါ့နော်တပြိုင်တည်းတိပြီးတဲ့ခါမှာ၄ကျိုးနဲ့၃ကျိုးကိုတိမယ်ပေါ့နော်ပြီးရင်၂ကျိုးအတိုင်းကင်ထားပြီးတော့လက်တန်းလေးနဲ့ပေါ့နော်ဒီ၃ကွက်ကိုပေါက်မှာပေါ့နော်အဲ့လိုလေးပေါ့နော် A minor ပြီးသွားတဲ့ခါမှာ F ပေါ့နော် F ကိုကျွန်တော်တို့ကအဲ့ဒီလိုမကင်မနဲ့ဒီကျွန်တော်တို့ဘယ်လိုကင်မလဲဆိုတော့၃ခွက်မှာ၄ဂျိုး၂ခွက်မှာ၃ဂျိုး၁ခွက်မှာ၂ဂျိုးပေါ့နော်အဲ့လိုလေးကင်မပေါ့ဒီလိုလေးပေါ့ဒါ F ပေါ့အပုံနဲ့လေးကင်မယ်အပုံနဲ့လေးကင်ပြီးလို့ရှိရင်ဒီသူ့ရဲ့ဘေးဂျိုးတန်ဖြစ်တဲ့၄ဂျိုးနဲ့၂ဂျိုးနဲ့ကိုတပြိုင်တည်းတိမယ်ပေါ့နော်ဒီဗီဒီယိုကမှာ၃ဂျိုးလာမယ် သုံးကြိုးပြီးတော့နှစ်ကြိုးကိုဒီတိုင်းကိုင်းထားတဲ့အခြေအနေလေးမှာပဲသုံးခွက်ကိုပေါက်မှာပေါ့နော်အလိုလေးပေါ့နော်ကျွန်တော်တီးပြပါမယ်ပြည့်ရခါမှာကျွန်တော်စီခွက်ကိုပြန်တက်မှာပေါ့နော်စီခွက်ကိုတက်ပြီးလို့ရှိရင်စီစီခွက်ရဲ့စီကီးရဲ့ base ကျိုးတန်ဖြစ်တဲ့ဒီ၅ကျိုးနဲ့အောက်ဆုံးက၁ကျိုးနဲ့ကိုပေါင်းတည်မှာပေါ့နော်အဲ့လိုပေါင်းတည်ပြီးတဲ့ခါမှာ၃ကျိုးနဲ့၂ကျိုးပြန်လိုက်မယ် ပြီးရင်တကြိုးလှကြိုးတန်တီးမယ်ပြီးတဲ့ခါမှာလက်ညှိုးလေးနဲ့ပေါက်မယ်ပေါ့နော်ကျွန်တော်တီးပြအောင်အလိုလေးပေါ့နော်တကြိုးလေးနဲ့ပေါက်ပြီးတော့တခါတည်းအဲ့ဒီအတန်ကိုယူမှာဖြစ်တဲ့ကြောင်လက်ညှိုးလေးနဲ့တခါတည်းထပ်ကုပ်လိုက်မယ်အလိုလေးပေါ့နော်အလိုလေးပေါ့ပြီးတဲ့ခါမှာဂျီကွက်ကိုပြန်တက်မယ်ကြည့်ကောကိုတက်တဲ့ခါမှာလက်တန်းဒီတကြိုးတက်တန်းသုံးခုမှာတကြိုးမနေဖက်နဲ့နှစ်ကြိုးနှိမ့်မယ်ပေါ့နော် တစ်ချက်ပဲတီးမယ်အပေါ် base ကျိုးတန်ဖြစ်တဲ့၅ကျိုးနဲ့နှစ်ကျိုးကိုတစ်ချက်ပဲတီးမယ်ပြီးတဲ့က C ကိုပြန်ဆင်းမယ်ပေါ့နော် C ကိုဆင်းတဲ့ခါမှာ C ရဲ့ base ကျိုးတန်ဖြစ်တဲ့၅ကျိုးနဲ့နှစ်ကျိုးနဲ့တော့ပြန်ညက်တီးမယ်ပေါ့နော်ပြီးတဲ့ခါ၄ကျိုးနဲ့၃ကျိုးပြီးတဲ့ခါမှာသူ့ရဲ့ natural harmonic ဖြစ်တဲ့ဒီဆက်နှစ်အကွက်မှာပေါ့နော်အဲ့ဒါလေးကိုညိုးလေးနဲ့ဖောက်ဝါလေးခိပြီးတော့လက်မလေးနဲ့ကုတ်လိုက်မယ်ပေါ့နော်အဲ့ဒီအတန်းလေးပေါ့သူကအရင်ဖြစ်ပြီး ီးရံကိုဖောက်ပွားလေးဖြည့်ပြီးတော့ပြီးမှာပါနော်အဲ့ဒီအတန်လေးပါနော်ကဲအားလုံးလည်း like ပြီးလို့အချိန်ပေးကြပါစေပေါ့နော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်